စာအုပ်ရဲ့နာမည်ကအင်္ဂလိပ်ပြောရင်တော့48 laws of power လို့ပြောပါတယ်။သင်ရဲ့ power စံအားကိုကြီးစေသောအချက်48ချက်လို့ပြောရမှာပေါ့နော်။ဟုတ်ကဲ့ပါဆရာရှင်။အဲ့တော့ဒီစာအုပ်ကတမိုင်းမှာထင်ရှားအောင်မြင်ကြော်ကြားခဲ့တဲ့သူတွေကိုအခြေခံပြီးရေးပါတယ်။တချို့တွေကလည်းဒီစာအုပ်ကိုဝေဖန်ကြတာပေါ့လေ။နည်းနည်းလေးရေးတာတွေဟာမကောင်းတဲ့ဘက်ကိုသွားတယ်လို့ဟုတ်ကဲ့ပါဆရာ။တချို့ကလည်းဟာသုံးတိုင်ရင်ကောင်းတယ်လေ။အဲ့တော့ဆရာကတော့ဒီထက်ကနေပြီးတော့ပြောနေတာကတော့ ဆရာတို့ဟာจิตဝိနဲ့ချိန်ပြီးညံနဲ့သုံးရင်တော့ဒီတရားချက်တွေကောင်းပါလားဟုတ်ကဲ့ပါဆရာကျောင်းဒီနေ့ဘာပြောမလဲလို့ပြောလို့ရှိရင်အဲ့ဒီထဲမှာဥပရိသ16မှာဟုတ်ကဲ့ရှင်ဆရာကြီးကဘာပြောခဲ့လဲလို့ပြောရင်ဆရာကြီးဆရာကြီးကရှားပါရင်တံပိုးရှိတယ်လို့ပြောခဲ့ပါတယ်ဆရာကြီးပြောခဲ့တာကရှားပန်းရင်တံမိုးရှိတယ် ဒါဆိုရင်ဆရာတို့ကဓာတ်ကိုဘယ်လိုသုံးကြမလဲဟုတ်ကဲ့ပါဆရာရှားပိုင်းတံပိုးရှိတာကိုဘယ်လိုသုံးမလဲအဲ့တော့ဒီမှာဆရာကနေပြီးတော့ဒီထဲကပေါ့နော်ဆရာဘာလေးနဲ့ဆရာကဥပမာပေးခြင်းလဲလို့ဆိုလို့ရှိရင်ဒီပတ်စံ8အအကြောင်းကိုဆရာပြောပြခြင်းပါလေဟုတ်ကဲ့ပါဆရာအဲ့တော့တစ်ခါတော့ဒီအင်္ဂလန်နိုင်ငံကပေါ့နော်ဒီအင်မတန်နာမည်ကြီးတဲ့ရုပ်ရှင်မင်းသမီးအစိုးရဟာ ပြင်သစ်ကနေအင်္ဂလန်ကိုလေးမြန်စီးပြီးပြန်มาတယ်။အဲ့လိုပြန်တဲ့အခါမှာအဲ့ဒီမင်းသမီးရဲ့ဘေးမှာကပ်ရဲကြားတဲ့လူကတော့ brand ပဆိုင်တဲ့မှာတိတ်နာမည်ကြီးတဲ့ Hermes ရဲ့ပိုင်ရှင်ကိုယ်တိုင်ဖြစ်နေပါလေ။အဲ့တော့မင်းသမီးကတော့သူ Hermes ပိုင်ရှင်ဆိုတာမသိဘူး။သူကတော့မင်းသမီးကိုသိတယ်။အဲ့တော့သူကမင်းသမီးကိုပြောတယ်မင်းကိုင်လာတဲ့အိတ်ကလေးက မင်းသမီးဖြစ်ပြီးတော့မင်းကဘာဖြစ်လို့ brand aid တွေကိုမကင်တာလဲလို့မေးပါတယ်အဲ့ခါမှာမင်းသမီးကနေပြီးတော့ तू brand aid တွေအမျိုးမျိုးကိုင်ကြည့်ပြီးပြီဒါပေမဲ့လို့အဲ့တည်းကသူ့အတွက်ဆံပြေဘူး तू လိုချင်တဲ့အရာတွေမပါဘူးအဲ့တော့မှကုနာဟာမက်စ်ရဲ့ပိုင်ရှင်ကနေပြီးတော့ငါဟာမက်စ်လက်ကန်အိတ်တွေထုတ်တဲ့ပိုင်ရှင်မှာမင်းကဘယ်လိုလက်ကန်အိတ်ကိုလိုချင်တာလဲပြောပြစမ်းပါငါဒီဇိုင်းလေးဆွဲလိုက်မယ်ဆိုပြီးတော့ တပည့်ရဲ့လေးမြန်ပေါ်မှာအံတဲ့အခါပေးတဲ့အိတ်ကလေးတွေတွေ့ဘူးမှာပေါ့ဟုတ်ကဲ့ပါအဲ့ဒီအိတ်ကလေးပေါ်မှာသူကတစ်ခါကောက်ပြီးတော့ဒီဇိုင်းကိုဆွဲလိုက်တာဆွဲပြီးတော့မင်းသမီးကိုသူကဂရီပေးလိုက်တယ်ဘာပြောလဲဆိုလို့ရှိရင်ငါမင်းလိုချင်တဲ့အတိုင်းချုပ်ပြီးတော့မင်းစီကိုပို့လိုက်ပါမယ်ဆိုပြီးတော့၄၅6လောက်လောက်နေတဲ့အခါကျတော့ပတ်စံတလုံးကိုချုပ်ပြီးတော့ပို့လိုက်ပါတယ်အဲ့ဒီမင်းသမီးရဲ့နာမည်က Jane Birkin ဖြစ်ပါတယ် အဲ့ဒီလက်ကင်အေးကိုလည်း Birkin လက်ကင်အေးလို့နာမည်ပေးလိုက်ပါတယ်ဟုတ်ကဲ့ပါဆရာနော်အဲ့ဒီလက်ကင်အေးကလည်းအခုကပောင်မှာတိတ်နာမည်ကြီးပါတယ် Hermes brand ကိုကင်တဲ့အမျိုးသမီးတိုင်းအဲ့ဒီ Birkin လက်ကင်အေးကိုပိုင်ရရပါတယ်ဒါပေမဲ့ Hermes ကအလွယ်တကူမရောက်ပါဘူးဒီနေ့ပတ်စံရှိလို့အဲ့ဒီ Hermes ကုန်တယ်ကြီးတော့ဝင်သွားပြီးတော့ Birkin အေးကိုရောင်းစမ်းမှာလို့ပြောရင် Birkin အေးကိုအလွယ်တကူမရောက်ပါဘူးသူတို့ကသူတို့ရဲ့ ဟာမက်စ်ကုမ္ပဏီမှာအဲ့ဒီအများကြီးအရင်ဝယ်ထားဘူးတဲ့လူကိုသူတို့တွေကစီးရင်နေမှတ်ထားပါတယ်ဘလောက်ဝယ်တယ်လဲဆိုတဲ့စီးရင်သူတို့သမတ်တာရဲ့စီးရင်ကိုကြော်မှဒီဘက်ကင်အေးကိုထုတ်ရောင်းပါတယ်အဲ့တော့ဘက်ကင်အေးကိုရှားပေါင်းလှုပ်ထတာပေါ့တမီးရဲ့ဟုတ်ကဲ့ပါလှုပ်ထားတဲ့အတွက်ကြောင့်အဲ့ဒီဘက်ကင်အေးကအခုချိန်အထိနာမည်ကြီးပါတယ်ဟာမက်စ်ဘရန်ကိုကင်နေတဲ့အမျိုးသမီးရိုင်းရဲ့အိမ်မက်ဖြစ်ပါတယ်ဘက်ကင်အေးကိုပိုင်ချင်တာ အဲ့တော့ရှားပါတိုင်းတံပိုးရှိတယ်ဆိုတာကိုအသုံးချပြီးတော့ဟုတ်ကဲ့ပါဆရာတော့ဒါလုတ်သွားပါတယ်ဒီမှာလဲသင်္ကန်းစာလေးတစ်ခုယူဖို့ကောင်းတာကဒီပကင်းအိတ်ကတိတ်နံမဲကြွကြောင်ဟာမက်စ်အတွက်လဲဝင်ငွေတွေအများကြီးရခဲ့ပါတယ်အဲ့တော့ဆရာတော့ဘာသွားတွေးမိလဲဒီဟာမက်စ်ပိုင်ရှင်ကြီးဟာမင်းသမီးကိုသူကကူညီခြင်းနဲ့စိတ်ဖြစ်တာဘယ်လိုကူညီခြင်းလာလဲအော်သူကပတ်စံအိတ်တွေနဲ့ပတ်သက်လို့အခက်အခဲဖြစ်နေတယ်ငါကသူစိတ်ကြိုက်ပတ်စံအိတ်လေးတစ်ခုကိုငါဒီဇိုင်းဆွဲပြီးချုပ်ပေးမယ်ဆိုရယ်စေတနာလေးဟာသူ့ကိုချိုးပေးသွားတာပဲ ဟုတ်ကဲ့ပါဆရာအဲအကြောင်းလို့ဆရာတို့ကခရီးရွာတွေသွားတဲ့အခါကြရင်လေကိုဘေးနာကလူကနော်ဘယ်သူဖြစ်မလဲအခါခွင့်တင်းလို့သူ့ဘယ်လိုကူညီလို့ရမလဲကူညီလို့ရရင်ကူညီပါကို့အတွက်တစ်ချိန်မှာတော့နော်အကျိုးတွေရလာပါလိမ့်မယ်အဲ့ဒီဘခင်အိတ်ကလည်းတမီးဘလောက်လောက်ချုပ်ရလဲလို့ပြောရင်သူအားလုံးလက်နဲ့ချုပ်ရတာအိတ်တစ်လုံးဖြစ်ဖို့နိုင်40လောက်ကျွမ်းကျင်တဲ့အိတ်ချုပ်သမားချုပ်ရပါတယ် ဒါကြောင့်လဲဘဂင်အိတ်ကနာမည်ကြီးရပါဟုတ်ကဲ့ပါဆရာဒါဆရာပြောလိုက်တဲ့အထက်မှာပေါ့ဒါရှားပါရင်တမိုးရှိမယ်ဆိုတော့အရာကိုအသုံးချပြီးတော့ပေါ့တမျိုးဒီမြန်မာနိုင်ငံမှာအနေနဲ့မှာဆိုလို့ရှင်ပေါ့နော်ဘလို့နေရာတွေမှာပေါ့နော်ဘလို့ပုံစံနဲ့အသုံးချလို့ရမလဲလေသိပါရစီရှင်ဈေးရောင်းတဲ့နေရာမှာအသုံးချလို့ရတာအကောင်းဆုံးပဲဟုတ်ပြီနော်ဥပမာပေါ့နော်အဲကိုကနေပြီးတော့ဓာတ်ပေါက်ရောင်းတာကအွန်လိုင်းပေါ်မှာဓာတ်ပေါက်ရောင်းတာကိုကနာမည်ကြီးလာပြီကြီးလာတဲ့အခါကျတော့ကိုဓာတ်ပေါက်ကိုလူစားတယ်ကြိုက်လာပြီဆိုတဲ့အခါကျရင် အခုလာမဲ့တနေ့နေ့ကြလို့ရှိရင် special တမောက်ချက်မယ်ဒါပေမဲ့ပွဲ90ပဲချက်မယ်လို့ပြောရင်လူတွေကဘာဖြစ်မလဲအလူရဲ့ဟုတ်ကဲ့ဝေးသားပါဟုတ်ကဲ့ဒါပေမဲ့နာမည်မချိပဲနဲ့တော့ဒီလိုရောင်းလို့မရဘူးလေဟုတ်ကဲ့ပါဆရာဒီလိုပါပဲ online ပေါ်မှာပညာရင်းင်းနဲ့ပတ်သက်ပြီးတော့သင်တန်းတွေဖွင့်တဲ့အခါမှာလဲဟာသင်တန်းသားကိုဘယ်နည်းအောင်ပဲလက်ခံမယ်လို့ကန့်တတ်လိုက်ရင်ထရှားပါသွားပြီလေဟုတ်ကဲ့ပါဆရာအဆံပေးတယ်တက်မရတော့ဘူးအဲ့ဒီခါကြာလို့ရှိရင်လူတွေကပို့ပြီးတော့စိတ်ဝင်စားပါတယ် နောက်တစ်ခုကတော့ဆယ်လီတွေဟုတ်ကဲ့ပါရုပ်ရှင်သရုပ်ဆောင်တွေမြင်သားမြင်သမီးတွေလည်းပဲခဏခဏရိုက်မယ်လို့ဆိုရင်လူတွေရဲ့အမြင်မှာယိုးလာပါတယ်နောက်တစ်ခုကတော့ခဏခဏစတိုက်ရိုက်တဲ့အခါမှာကိုကိုကိုပြုစုပြိုးထောင်မှုအချိန်နဲ့နေသွားပါလိမ့်မယ်ဆရာလေးလာရတော့ဆိုရင်ဆရာတို့ရဲ့မြန်မာရုပ်ရှင်လောကမှာတိတ်နာမည်ကြီးရဲ့မင်းသားကြီးကျော်ဆွေတစ်နှစ်တစ်ခါလောက်ပဲရိုက်ပါတယ် เนาะဒါကြောင့်မလို့သူကတိတ်ပြီးတော့နာမည်ကြီးရဲ့မင်းသားလည်းဖြစ်ခဲ့ပါတယ်ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ပါဆရာအဲ့ဒါဆိုလို့ရှင်ဒီဥပဒေ16ကိုပေါ့နော်ဒါအတုံးချမယ်ဆိုရင်ရောဘာတွေကိုတတိထားတင်ပါတယ်ဆရာအဓိကတော့ပေါ့လေရှားပါရင်တန်ဖိုးရှိတယ်ပထမတော့ကိုယ့်ရဲ့ကို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 အောင်မြင်ကြော်ကြတဲ့လူဟုတ်လားထင်ရှားတဲ့လူဖြစ်လာအောင်ကိုကိုကိုပြုစုပြောထောင်အောင်ပါမယ်ပြုစုပြောထောင်ပြီးရင်တော့ ကိုယ်အနေနဲ့ကဟိုနေရာမှာလည်းတွေ့ရတယ်ဒီနေရာမှာလည်းတွေ့ရတယ်မဖြစ်ပဲရှားပါနေရင်တော့လူတွေကပို့ပြီးတော့ကိုယ်အားပေးလာမှာပေါ့ဟုတ်ကဲ့ပါကိုယ်လာတာကိုပို့ပြီးတော့အားပေးကြမှာပေါ့ဒါကြောင့်မလို့ရုပ်ရှင်မင်းသားမင်းသမီးမှာမဟုတ်ပါဘူးနော်လူတွေအနေနဲ့ကတော့ရှားပါတာဟာတန်ဖိုးရှိတယ်အဲ့တော့ညံနဲ့ချိန်ပြီးတော့ဒီရှားပါမှုကိုဆရာတော့ သုံးစေချင်တယ်ပေါ့နော်ဟုတ်ကဲ့ပါဆရာအဲ့ဒါဆိုရင်ဒါကဒါစီးပွားရေးမှလည်းမဟုတ်ဘူးတခြားဘယ်လိုနေရာမျိုးတွေမှာအသုံးချလို့ရပါလဲဆရာစီးပွားရေးမှလည်းဆရာတို့ကပစ္စည်းရောင်းတဲ့အခါမှာဟာလားဒီရှားပါမှုကိုလူတွေကတမိုးထားကြတယ်ရှားပါတဲ့ပစ္စည်းဆိုရင်လူတွေကဝေတင်ကြရတယ်ဒီလိုပါပဲဆရာတို့ကဘာကြည့်လို့ရသေးလဲဆိုလို့ရှိရင်လူမှုအတိုင်းဝိုင်းမှာလဲဟာလားကိုကတငယ်ချင်းနေနေတော့မှာ တွေ့ဖို့ချိန်တဲ့အခါမှာသူတို့ချိန်တိုင်းကိုမသွားရင်ကိုလာပြီဆိုအားလုံးကပြောကြမှာပေါ့ဟုတ်ကဲ့ပါဆရာဟုတ်တယ်မလားเนาะအဲ့တော့ဒါလေးကတော့လူမှုအတိုင်းဝိုင်းမှာဆရာကကပြောခဲ့သလိုပေါ့ဉာဏ်ရှိသလိုသုံးလို့ရပါတယ်ရှားပါခြင်းဟာတော့တန်ဖို့ပါပဲဒါကိုစာရေးဆရာကြီးက ပြောရရင်ဖြစ်ပါတယ်သူဟုတ်ကဲ့ပါဆရာရှင်အာဆရာဆိုလို့ရှိရင်ဒီနေ့ပေါ့နော်စာရေးဆရာကြီးဒါ Robert Green ရေပေါ့ဒီ48 laws of power တဲ့ကဒီဥပဒေတာဒီ16ခုပေါ့နော်ဆရာကဒါအဓိကထားပြီးတော့ဒါရှင်းလင်းပြောကြားသွားတယ်ဆိုတော့ဒါကြည့်ရှုတဲ့ပရိသတ်တွေအတွက်လည်းပေါ့နော်ဒီဆရာပြောသွားတဲ့ဒီအတွေ့အမြင်တွေကိုနားထောင်ရင်းနေပေါ့နော်အကျိုးကတော့ဒါတော့ဒီစုံတရားတော့ရရှိသွားမှာအတိအချပါပဲရှင်အဲ့တော့အခုလိုမျိုးပေါ့နော်ကျမတို့ရဲ့ဒီအသိပညာနဲ့မှန်တရားစီစဉ်မှာဆရာကအသိပညာတွေပေါ့နော်အခုလိုမျိုးလာရောက်ဖြန့်ဝေပေးသွားရလေအထူးပဲကျေးဇူးတင်ပါတယ်ရှင်ထောင်းပါပြီ